ားလုံးပဲမင်္ဂလာပါရှင်။ရှင်တင်းကချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။နောက်ပတ်အော်တိုဘလ20ရက်နေ့အတွက်နောက်ဆုံးရမလို့သားကြွတင်ခမ်းမန်းချက်များကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေ။အထူးမလို့သားအနေဖြင့်ဖြစ်ပေါ်နေသည့်မုန်တိုင်းအရှိန်ကြောင့်မိုးသည်ထန်စွာရွာသွန်းမှုအခြေသားများနဲ့မိုးသည်ထန်စွာရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာသည့်မြေကြီးကြီးချင်းအခြေအနေသတိပေးချက်များကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေ။ပထမဆုံးအနေနဲ့ ူလဝတာနှင့်ဇလဗီယာညွန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသောထူးခြားသည့်မူလဝတာအခြေအနေကိုတင်ပြပေးသွားပါမယ်။ယနေ့မြန်မာစံတော်ချိန်၁၂နာရီခွဲအချိန်တိုင်းထွားချက်များအရဖိလစ်ပိုင်နိုင်ငံလူဆောင်ကျွန်းတောင်ပိုင်းကိုဖျက်ချနေသောအပူပိုင်းမုန်တိုင်းဖန်ရှင်သည်ညအနာများဘက်သို့ရေလျားခဲ့ပြီးဖိလစ်ပိုင်နိုင်ငံလူဆောင်ကျွန်းအနောက်ပိုင်းကမ်းခြေနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသောဖိလစ်ပိုင်ပင်လယ်အနောက်ပိုင်းသို့ရောက်ရှိခဲ့ပါသည်။ အဆိုပါပူပိုင်းမွန်တိုင်းဖန်ရှင်သည်အနောက်မြောက်ဘက်သို့ရွေလျားနိုင်ပြီးဖိလစ်ပိုင်ပင်လယ်ပြင်အနောက်ပိုင်းကိုဆက်လက်ဖြန့်ကျော်နိုင်သည်ဟုခန့်မှန်းရပါသည်ဆက်လက်ပြီးအော်တိုဘလ20ရက်နေ့ည10:00နာရီမှ25ရက်နေ့ည10:00နာရီထိ9ရက်တွင်ပြည်내နှင့်တိုင်းများ၌မိုးရွာသွန်းနိုင်သည်မိုးရေချိန်ပမာဏများကိုပြောပြပေးသွားပါမည်တောင်တရုတ်ပင်လယ်ပြင်မှာဗီယက်နမ်ကမ်းခြေဘက်သို့ဦးတည်ရွေလျားလာမည့်မွန်တိုင်းဖန်ရှင်နှင့် ဘင်္ဂလားပလင်အော်ရင်ဖြစ်ပေါ်လာနိုင်မြိလေးဖြီအားနေရဝင် အားကောင်းနေသည့်အရှိမြမုတ်တုံလေးတို့ကြောင့်မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင်မိုးပူလာနိုင်ပါမည်။အရှိမြမုတ်တုံလေးအားကောင်းနေခြင်းနှင့်ကေယူရန်အနီးမှလေးပွေလိုင်းဖြစ်ပေါ်မှုများကြောင့်တနင်္လာအတိုင်းတွင်9ရက်အတွင်းမွေးရည်ချိန်အများဆုံး9ရက်အတွင်း6.8လက်မမှ8.3မလက်မအထိရွာသွန်းရရှိနိုင်ပြီးမိုးနဲ့ရေရှားရဲဝင်မကွေတိုင်းတွင်မူရီချင်းအနေဆုံး9ရက်အတွင်း တသမနှစ်လမ်းမမှာနှစ်သမတုံညာလမ်းမရွာသွင်းရရှိနိုင်ပါမယ်။မော်တင်းတိုင်းကင်ရန်တခြားဒေါနာတောင်စောတခြားနဲ့ရခိုင်ကင်ယူရန် EOD မြို့ဝကျွန်းမကင်ရန်ဒီတခြားမှာမြို့နယ်ခရိုင်ကျွော်များတွင်နေစဉ်မိုးထစ်ချုံရွာသွင်းခြင်းနဲ့မူရီချင်းပူမူရရှိနိုင်ခြင်းများဖြစ်ပေါ်နိုင်ပါမယ်။မိုးတဲထန်စွာရောက်သွင်းခြင်းကြောင့်မြေရှမ်းစင်တတိပေးချက်များနဲ့မြေချင်းများကိုပြောပြပေးသွားပါမယ်။ ယနေ့19ရက်စေလ2025ရက်နေ့နနက်6နာရီခွဲအချိန်တိုင်းတားချက်မြေကြီးအခြေအနေတင်ပြပေးလိုက်ပါတယ်။မြေကြီးနာမြေကြီးတလမာခန့်ထက်ကြောင့်မနေ့ကညနေမှ12နာရီတွင်မြေကြီးနာမြို့ဤမနေ့ကအမြင့်ဆုံးပူချိန်32.9ဒီဂရီစင်တီဂရိတ်ယနေ့အနိမ့်ဆုံးပူချိန်18.6ဒီဂရီစင်တီဂရိတ်ဖြစ်ပါရဲ့ရှင်။မြကျင်းနာမြေသည်ဆွေးရင်မှ8 9စင်တီမီတာသို့ရရှိရန်841စင်တီမီတာ29ပေးခွဲခန့်အလုံးရရှိနေပါသည် ညီအတက်ကြပုံမှန်နေထားခံမှာရှိနေပါမယ်။ထူကဲမြည်ကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါရှင်။အီယာဝတီမြစ်အထက်ပိုင်းမှာမူဟာနေငယ်ရှိနေပါတယ်။ရန်ဖန်ရန်ခါအီယာဝတီမြစ်စွန်အထက်ပိုင်းမှာနေရာကွက်၍အမှုသေးထန်စွာရာသွန်းခြင်းများကြောင့်ညီကြီးနာမြည်ကြီးစင်နေရာမှာပြန်တလာခြင်းအချိန်ချင်းဖြစ်ပေါ်နေပါအောင်မယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန့်ဒေသများနဲ့ ။ဧရာဝတီမြစ်အထက်ပိုင်းမိခမြစ်နဲ့မိခမြစ်ဝန်ဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားနည်းငယ်ရှိနေပါတယ်။ဧရာဝတီမြစ်ကိုတခြားနှင့်ချင်းနမြစ်ကိုတခြားမြစ်ကန်နီမြင်းနေဒေသများနဲ့မြင်းလူကျွများတွင်စိုက်ပျိုးလော့ကိုင်းနေထိုင်ကြသောတောင်သူများနှင့်ရေလုံသားများအယောဒီမြစ်ကြီးကိုအမိပြုနေထိုင်ရှာဖွေစားသောက်နေကြသောမိဘပြည်သူများအလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါတယ်။ချင်းတွင်းမြစ်ရဲ့ချင်းနေခန်းတီမြစ်ရဲ့တောလမခန့်အထက်ကြားမိခညဏီမှ12နှစ်တွင် မုံရွာမြင့်ရင်လေးလမခန့်ထက်ကြောင့်နေ့ကညနေမှ12နာရီတွင်ချင်းနှင်းမြည်အတက်ကြပုံမှန်နေထိုင်ခန့်မှာရှိနေပါမယ်။သူကဲမြည်ကြီးနိုင်တဲ့အချိန်နဲ့မတွေ့ရှိသေးပါ။ကန်ဒီဟောမလင်းဖောင်ပြင်းမော်လိုက်ကလေးဝါမင်းကင်းကဏီမျိုးနဲ့မုံရွာမြို့တို့မြည်များဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။အေယာဝတီမြည်အချိန်နဲ့ဖမော်မြို့ရှေကူကတာမြို့ထီချိုင်းတပေကျင်းမန္တလေးဇကိုင်းမြင်းမှုပခုတ်ကူမြို့နဲ့ညအူးမြို့တို့မြည်များဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ ကျောင်းမြို့မြင့်ရင်အတက်ကြမရှိရတဲ့နေပြီးယနေ့နေ့လပိုင်းနဲ့ညနေပိုင်းတို့တွင်ပြည်လဲကြဆင်းနိုင်ပါတယ်။မင်းမှုမြင့်ရင်အတက်ကြမရှိရတဲ့နေပြီးယနေ့နေ့လပိုင်းနဲ့ညနေပိုင်းတို့တွင်ပြည်လဲကြဆင်းနိုင်ပါတယ်။မကွေးပြည်မြို့နဲ့အောင်လမြို့တို့မြင့်ရင်များပြည်ပချင်းဆက်လက်ကြဆင်းနေပါမယ်။စိတ်သာမြင့်အနေငယ်ထက်တန်နိုင်ပြီးယနေ့ညပိုင်းနဲ့မနေ့ပနနေ့ပိုင်းတို့တွင်ပြန်လည်ကြဆင်းနိုင်ပါသည်။ဟင်္ဒရာနှင့်ဇလုံမြို့တို့မြေကြီးများပြည့်ပြည့်ချင်းဆက်တန်နေပါအောင်မယ်။ အေယဝတီမြေအမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ရှင်။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြင်းညီတင်ပြပေးသွားပါမယ်။ဆက်လက်ပြီးပလဲပြင်းမှထူးခြားသည့်မူလသားအချိန်တွေကို တင်ပြပေးပါမယ်။လက်ရှိအချိန်နဲ့လေပွေလိုင်းဖြစ်ပေါ်မှုအိန္ဒိယနိုင်ငံတောင်ပိုင်းတမီနာဒူပြည်နယ်တောင်ဘက်အစွန်ကိုမိုရင်အငူပေါ်ရင်ဖြစ်ပေါ်သည့်လေပြာနေရဝင်သည့်အကောင်းသောလေပြာနေရဝင်ဖြစ်အာရောသွားပြီး ်လေဖိအားနေဝင်အသည်တစ်ခုသည်ဘင်္ဂလားပလင်အော်အရှိတောင်ပိုင်းတွင်အော်တိုဘာလ24ရက်နေ့၌ဖြစ်ပေါ်လာနိုင်ပါသည်ဖိလစ်ပိုင်နိုင်ငံအရှိဘက်တွင်ဖြစ်ပေါ်နေသည်အပူပိုင်းလေဖိအားနေဝင်သည်ယခုချိန်မှ24နာရီတွင် အပူပိုင်းမုန်တိုင်းဖြစ်လာနိုင်ပြီးအော်တိုဘာလ19ရက်နေ့တွင်ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုဝင်ရောက်တိုက်ခတ်ပြီးတောင်တရုတ်ပလင်တို့ရရှိလာနိုင်ပါသည် TS 29W တင်တောင်တရုတ်ပလဲတွင်အနောက်ဘက်သို့ဆက်လက်ရွေ့လျားပြီးအော်တိုဘာလ23ရက်နေ့ညတွင် VNN နိုင်ငံအလဲပိုင်းကန်စီကိုဖျက်ချုပ်ဝင်ရောက်နိုင်ကြောင်း ECMWF model မှခံမှန်းထားပါတယ်29 WE မွန်နိုင်အရှိန်တရားမှုသည်အော်တိုဘာ29ရက်နေ့မြားတွင် VNN နိုင်ငံကမ္ဘောဒီးယားနိုင်ငံထိုင်းနိုင်ငံတို့တွင် ပုံများနိုင်ပြီးမြန်မာနိုင်ငံဘက်သို့တရားမှုနေပါပါမယ်ပင်လယ်ပလင်အော်ရင်အသည်ဖြစ်လာနိုင်သည့်လေပြည်အာနေယဝင်းနှင့် VN နိုင်ငံကိုဖျက်ချုပ်ရောင်းနိုင်သည့်မုံတိုင်းတို့၏တရားမှုကြောင့်အော်တိုဘားလ29ရက်နေ့များ၌ EAWD မြဝကျွန်းမကေယူနံများနှင့် AOT အနောက်ဘက်ကယ်ယူနိုင်ဒေသများမှာမိုးအထင်းအင်းမှမိုးများနိုင်ပြီးကြံပြည်နယ်တိုင်းဒေသများမှာမိုးနေငယ်မှမိုးအထင်းအင်းနေရာကွက်ကြားရွာနိုင်ပါတယ်ဆက်လက်ပြီးမနေ့ဖြန်မှုလို့သားချိန်နေဘလို့ရှိမလဲဘင်္ဂလားပလင်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အခြေအနေသေးစိတ်ကိုကြည့်လိုက်ကြရအောင်2025ခုနှစ်အော်တိုဘလ19ရက်နေ့ညနေ6:00အချိန်ထုတ်ပြန်ချက်ရဘင်္ဂလားပလင်အော်အခြေအနေဘင်္ဂလားပလင်အော်အရှိလဲပိုင်းတွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပလီပလင်ပြင်နဲ့ကျယ်မင်္ဂလာပလင်အော်တွင်တင်းတင်းတင်းမှတိမ်ထူထန်နေပါတယ် မနက်ဖြန်နံနက်အထိခမ်းမန်းချက်ရှမ်းပြည်နယ်မြပိုင်းတွင် နေရာနှံပြသတင်းထိုင်တိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာစိစိနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်း EOD တိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကျဲကျဲနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာကွက်ကြားမှုထစ်ချုံရမည်ရွာရရနှုံးပြည့်ဖြစ်ပါသည်နေပြည်တော်နေရာကွက်ကြားမှုထစ်ချုံရမည်ရန်ကုန်ကပ္ပအေးနေရာကွက်ကြားမှုထစ်ချုံရမည် မန္တလေးနေရာကွက်ကြားမှုထစ်ဆောင်ရမည်။ဘကူးနေရာကွက်ကြားမှုထစ်ဆောင်ရမည်။မကွေးနေရာကွက်ကြားမှုထစ်ဆောင်ရမည်။ဟုံမလဲနေရာကွက်ကြားမှုထစ်ဆောင်ရမည်။မုံရွာနေရာကွက်ကြားမှုထစ်ဆောင်ရမည်။ပတ်သိမ်းနေရာကွက်ကြားမှုထစ်ဆောင်ရမည်။တဝဲနေရာကွက်ကြားမှုထစ်ဆောင်ရမည်။မြကြီးနာနေရာကွက်ကြားမှုထစ်ဆောင်ရမည်။လိုက်ကောနေရာကွက်ကြားမှုထစ်ဆောင်ရမည်။ဖက်အန်းနေရာကွက်ကြားမှုထစ်ဆောင်ရမည်။ဟာခာနေရာကွက်ကြားမှုထစ်ဆောင်ရမည်။မော်လမြိုင်နေရာကွက်ကြားမှုထစ်ဆောင်ရမည်။ စစ်တွေနေရာကွက်ကြားမှုထစ်ဆောင်ရမည်။လာရှိုးမူးတစ်ကြိမ်တစ်ကြိမ်ထစ်ဆောင်ရမည်။တောင်ကြီးနေရာကွက်ကြားမှုထစ်ဆောင်ရမည်။ကျိုင်းတုံနေရာကွက်ကြားမှုထစ်ဆောင်ရမည်။မူတိန်တာဖြစ်ပေါ်မှုချိန်နေနေပြီးတော့မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ EOD တိုင်းဒေသကြီး၊တနင်္သာရိုင်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်များပိုင်းနဲ့တာမိုင်းတို့တွင်မူတိန်တာများဖြစ်ထွန်းမှုအကောင်လျက်ရှိပြီးအစိုးရမူတိန်တာများရွေလျားရာနေရာတခြားတွင်မိုးရသွန်းခြင်းနဲ့တူ ၊လေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊တရစည်းလက်ခြင်းနဲ့မိုးတီးကျွေးခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ပါရဲ့အကြံပြုအပ်ပါတယ်။နောက်နေ့အတွက်ခမန်းချက်တင်းတိုင်တိုင်းဒေသကြီးတွေမိုးပိုလာမည်။နေပြည်တော်နဲ့ညတော်အတွက်မနက်ဖြန်နဲ့ထိခမန်းချက်၊နေရာကွက်ကြောင့်မိုးထစ်ချုံရမည်။ရိုင်းအရာနှုတ်80ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်ဤတို့အတွက်မနက်ဖြန်နဲ့ထိခမ်းမှန်းချက်နေရာကွက်ကြားမုတ်တစ်ချုံရမည်ရိုင်းအရာနှုတ်ဖြစ်ပါတယ်။ မန္တလေးမြို့နယ်နီတဝိုင်းအတွက်မနက်မနက်နဲ့ထိခတ်မှန်းချက်နေရာွက်ကြားမူတည်ဆောင်ရမည်ရွာရံရုံ80ဖြစ်ပါသည်နောက်ဆုံးအနေဖြင့်ပလဲပြင်းကြီးသွားများအတွက်မလို့သားခမ်းမှန်းချက်များကိုတင်ဆက်ပေးသွားပါမယ်မြမပလဲပြင်းလှိုင်းနေရင်မှလှိုင်းတင်တင်ရှိမည်လှိုင်းမြင့်မှမြမကယ်ရန်တခြားနှင့်ကယ်လွန်ပလဲပြင်းတို့တွင်လေးပေမှခြောက်ပေးခက်ရှိနိုင်ပါသည်ရန်ကုန်မှာတနင်္သာရီကယ်ရန်တခြားပလဲပြင်းကြီးရဲ့အတွက်မလို့သားခမ်းမှန်းချက်ရှင်နေမွန်တဲမှာနောက်နှစ်စလီနိုင်အတွင်းခမ်းမှန်းချက်မလို့သားချင်းနေ နေရာစိတ်စိတ်မူးတစ်ချုံရမည်အမြင့်တားလေးမိုင်မူရစင်တမိုင်ခန့်ရေပြင်းလေးအရှိသမို့ရှိမြတနိုင်ပင်လယ်မိုင်90မိုင်တခါတည်းရန်မိုင်90မှ95မိုင်လိုင်းချီနေလိုင်းနေငယ်မှလိုင်းတင်တင်ရှိမည်လိုင်းမြင့်လေးပင်မှ6ပေးခန့်ရန်ကုန်မှာရခိုင်ကန်ရန်တခြားပလယ်ပြင်ခီရဲ့အတွက်မလို့တာခံမှန်းချက်ယနေ့မွန်တဲမှနောက်24နာရီတွင်ခံမှန်းချက်မူးလေဝသချီနေနေရာကွက်ကြားမူးတစ်ချုံရမည်အမြင့်တားလေးမိုင်မူရစင်တမိုင်ခန့် ။ရေပြင်လင်းမြောက်သွမှုအရှိမြတနိုင်ပင်လယ်မိုင်း90မိုင်တခါတည်းရန်မိုင်20မှ25မိုင်။လိုင်းချိန်နေလိုင်းနေငယ်မှလိုင်းတင်တင်ရှိမည်။လိုင်းမြင့်၄ပေမှ6ပေခန့်လို့ဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်။ခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျန်းမာရှင်လန်းကြပါစေရှင်။ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးပြုလုပ်ပေးခဲ့ကြပါအောင်နော်ပြုလုပ်ပေးခဲ့ကြပါအောင်